2025ခုနှစ်အောက်တိုဘာလ15ရက်ဒီနေ့ဗုဒ္ဓနေ့အတွက်ခနှစ်သားမီးအလုံးတို့အတွက် numerology ဂဏန်းပင်ရင်ရဆိုရင်တော့ကန်တရားကမိမိကိုအထောက်ပံ့ပေးမဲ့နေ့ဖြစ်တယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီနေ့ချင်းဆိုထားတာဒီအောင်မြင်ပါလိမ့်မယ်အခက်ခဲတွေကနေလွတ်မြောက်သွားပါလိမ့်မယ်မတင်မှတ်ထားတဲ့သတင်းကောင်းတွေကြားရလိမ့်မယ်အလုပ်အတွက်အခွင့်အရေးအခြေအနေသစ်တွေပေါ်ပါလိမ့်မယ်ရောင်းဖို့လို့ဈေးဆိုင်ထားတဲ့အဖို့နံပစ္စည်းအိမ်ချမ်းမြေမော်တော်ကား ရောင်းမှုကိကိစ္စတွေအတွက်အယောင်ဝင်ဖြစ်ဖို့အကျိုးဆောင်တွေပေါ်လာပါလိမ့်မယ်ဒီလိုနေ့မှာမိမိကိုကူညီပေးမဲ့လူတွေပေါ်ပေါက်လာမဲ့ဝိုင်းဝိုင်းလည်နေမဲ့နေလို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီလိုနေ့မှာကံတရားကကိုယ်ကိုထူးထူးကဲကဲအထောက်ပံ့ပေးဖို့လို့အတွက်ဆိုရင်တော့မိတ်ဆွေများအနေနဲ့ဆုံးခံကြတဲ့ကိုရင်ဥစဉ်တဘာဘာကိုကိတ်မုံလှူဒန်းပြီးကံတရားကောင်းမှုဆုတောင်းလိုက်ကြပါစို့ခင်ဗျာဒီနေ့မှာသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွားကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လို့အတွက် မနေ့စောစောမှာနွားနုတစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်စဉ်ပွားမြင်ကြတဲ့ရင်သွေးယရနာရီအတွက်ကတော့မဟာဘုဗေဒနိယဘုရုနေဘွားမရဏဘွားဇာတာရှင်များ ဖြစ်ကြပါတယ်တင်းမြေကြီးရှင်ရွှေတိဆိုတဲ့အတိုင်းဒီနေ့ပွားမြင်တဲ့ရင်သွေးယရနာတွေဟာငယ်စဉ်မှာခြူကြပြီးအသက်ရှည်စွာကြီးပွားချမ်းသာအောင်မြင်ရမယ်သူများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်ကုသိုလ်ရရလမ်းညွှန်ရမယ်ဆိုရင်တော့တနေ့တာလုံး အေးကြညာကောင်းမွန်ချမ်းသာအောင်မြင်ဖို့လိုအတွက်တက်ကြီးရွယ်ဖို့အဘိုးဘွားများကိုအေးခဲပွဲဒါနပြုပြီးမွေးနေ့အလူအဖြစ်ဆုတောင်းလိုက်ကြပါခင်ဗျာထို့သူဒီနေ့အကျိုးပေးဆိုးမိုးကနန်းကတော့တက်ကနန်းကိုးကနန်းဖြစ်ပြီးတော့မိတ်ဆွေပေါင်းငွေကန်ကောင်းမွန်အတွက်ဆိုရင်တော့ပတ်စံရင်းတဲ့ကိုတန်လိုက်တုံးလေးတစ်ခုထည့်ထားလိုက်ခြင်းအဖြစ်တိတိတသာငွေများကိုဆွဲခေါ်နိုင်ပြီးဝင်လာပါလိမ့်မယ်ဈေးကလည်းကရရန်ဖြစ်ကတော့မိမိရဲ့ဆိုင်ရှိမျက်နှာသားကိုမျက်နှာမူပြီးတကြားအနေနဲ့ကျဲပင်း ဇေယောင်းကောင်းဖို့ဆူတောင်းလိုက်ကြပါစို့အယောင်းထိုက်နေတဲ့ကုန်ပစ္စည်းတွေအယောင်းတော့ဖို့လို့အတွက်ဆိုရင်လည်းပေနံ၁၂လက်မှပေနံလေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ုံဖြင့်တိတိတတ်တာအယောင်းသွက်အယောင်းထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိတ်ဆွေထဲမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူအခက်ခဲကလွတ်မြောက်ဖို့လို့အတွက်ငါးအရှင်လေးကောင်ရေစည်းမှလွတ်ပြီးဆူတောင်းလိုက်ကြပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ ကျမ်းမာရေးညံ့နေတဲ့သူတို့အတွက်ဓာတ်စာဖြစ်နေဒီလိုနေမျိုးမှာတင်မောသည်ပန့်အနေငယ်စပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာအခြေမေတ္တာရေးအိမ်တော်ရေးကိစ္စတွေကတော့အေးအေးချမ်းချမ်းသာသာရာရှိပါနေမှာအခြေမေတ္တာရေးအိမ်တော်ရေးကိစ္စတွေအစဉ်ပြေဖို့လို့အတွက်ကတော့တနင်္ဂနွေနေ့တိုင်းတနင်္ဂနွေနေ့တိုင်းအုံးရီတစ်ခွက်မြန်စွာဘုရားရှင်ကိုလှူဒါန်းလိုက်ကြပါခင်ဗျာ